ပြီးသွားပြီကျိုးစုပိုင်းကျိုးစုပိုင်းရောက်တော့မယ်တက်မလို့စစ်ကြောင်းတွေကလည်းကျွန်တော်တို့ဒီတောင်ခမ်းကားတွေက23မိုင်အေရီယာတို့တောက်လျှောက်ရှင်းနေတယ်ပဲလက်ရှိမှာကျွန်တော်တို့တောင်ချုံမြို့က9မိုင်ထံကိုရောက်သွားပြီမရှိများလုံးမင်္ဂလာပါကိုတုတ်ဆိုးပြောရမယ်တိုက်ပွဲသတင်းလေးတကိုနောက်ထောင်ကြည့်အောင်ခင်ဗျာအော်ပလဲမြို့နယ်ကန်တောက်နေမီရေစကန်နဲ့ကျွန်တော်ဇီးဖြူကုန်းကြည့်ရရဲ့တိုက်ပွဲချင်းတွေတင်ပြပါမယ်အဲ့တော့ကန်တောက်နေမီရေစကန်ကတော့ဇွန်လ2ရက်နေ့ကနေစပြီးယနေ့ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်ထုတ်တူပါပဲကျွန်တော်တို့ဇီးဖြူကုန်း ဇီးပြုတ်ကုန်ကြီးပွားကိုလည်းအစ်စ်သွေးကြွားတွေကဇွန်လ10ရက်နေ့လောက်ကနေစတိုက်တယ်ဒီနေ့ထိကျတော့တိုက်ပွဲတွေပြင်းထန်နေတယ်တော်တော်လေးကိုတိုက်ပွဲပြင်းထန်နေတယ်အဲ့တော့ကျွန်တော်တို့ဒီပလဲကန်တော့အချိန်နဲ့ပတ်သက်ကျွန်တော်ပြီးခဲ့တဲ့ရက်တွေကလည်းတင်ပြခဲ့တယ်တင်ပြခဲ့တဲ့အခါမှာကျွန်တော်ဒီကနေ့ချိန်တွေပဲတင်ပြပါမယ်ဒီကနေ့မနက်6နာရီကအကြံပတ်အုပ်စုတွေကကျွန်တော်တို့ဒီကန်တော့နေမီရဲ့စကန်မှာရှိတဲ့ဒီတက်မလို့စကန်ဒီရက်တဖွဲ့စကန် ID ကိုတို့ဘဖိုးတွေဒိုစာတွေနဲ့တို့ဝင်တယ်တို့ဝင်လုံးတယ်ပေါ့ ခြံပြိုးနားရောက်ဖို့တော့ဝင်လုံးတယ်ပေါ့ဝင်လုံးတဲ့အခါမှာကျွန်တော်တို့ဘက်ကလည်းခုခံနေနောက်ပိုင်းမှာကျွန်တော်တို့တက်ကနေပြီးတော့ကျွန်တော်တို့တိုက်ခိုက်ဖိုက်တာတစ်စီးနဲ့လာပြီးရှင်းလိုက်တယ်ပြီးတော့ကျွန်တော်တို့ဝိုင်တွဲလီနဲ့တောက်လျှောက်ရှင်းတယ်ကျွန်တော်သိရတာပဲဒီကနေ့ပဲကျွန်တော်တို့၃ကြိမ်၄ကြိမ်တော့ရှိတယ်ဝိုင်တွဲလီနဲ့တောက်လျှောက်ရှင်းတာဒီတိုက်ပွဲမှာအချမ်းပါသမားတွေကသူတို့ကိုယ်တိုင်များစွာတည်တယ်လို့သူတို့ကိုယ်တိုင်ဝေခံထားတယ်သူတို့များစွာတည်တယ်များစွာထိခိုက်တန်ရာရတယ်ဒါပေမဲ့သူတို့ဆက်တိုက်မယ်ဆိုပြီးတော့သူတို့ကျွေးကြော်နေတယ်သူတို့ကိုယ်တိုင်လည်းများစွာတည်တယ်များစွာထိခိုက်တယ်လို့သူတို့ကိုယ်တိုင်ဝေခံထားတယ်ဒီနေ့မှာကျွန်တော်တင်ပြချင်တာကအချမ်းပါအုပ်စုတွေကဒီ ိုစာတို့ဗဘိုးတို့ကိုအကာအကွယ်ယူပြီးတော့ဒီစကန်အေရီယာတွေကိုဖောက်ဝင်တဲ့အရာတွေကကျွန်တော်တို့ရှေ့မှာရှိခဲ့တယ်။ပထမဆုံးကျွန်တော်တို့တွေ့ခဲ့ရတာကဒီစေကူးနဲ့စေကူးနဲ့ကျွန်တော်တို့မရီယာလမ်းပိုင်းမရီယာကြားမှာရှိတဲ့ကျွန်တော်တို့ရွှေပြည်ရဲစခန်းရွှေပြည်ရဲစခန်းကိုအချမ်းပတ်အုပ်စုတွေကသူတို့အမှရှက်ပေါင်းများစွာတိုက်တယ်မရဘူး။နောက်ဆုံးကျတော့သူတို့ကဒီဗဘိုးတွေဒိုစာတွေသူတို့အကာအကွယ်ယူတယ်မောင်းနေပေါ့မောင်းနေအကာအကွယ်ယူတယ်မောင်းပြီးဘေးကနေကွက်ပြီးတော့သူတို့စခန်းကိုဝင်လုံးတယ်ရှေ့မှာရှိခဲ့တယ်။နောက်တဲ့တန်ရအင်းတော် င်းတော့မှလည်းဒီတက်မတော်ရဲ့စကန်ကုန်းကိုအကြမ်းဖက်သမားတွေဒီဘဖိုးတွေဒိုးစားတွေအကာအဝယ်ယူပြီးတော့သူတို့ဝင်လုံးခဲ့တဲ့အနေအထားတွေရှိတယ်။အဲ့လိုအနေကမ်ဘလူမှလည်းဖြစ်ခဲ့တယ်ကမ်ဘလူမှလည်းရှိတယ်ဒီလိုမျိုးကျတော့ဘဖိုးဒိုးစားတွေသူတို့အကာအဝယ်ယူပြီးတော့တက်စကန်အေရီယာတွေပြည်သူ့စစ်စကန်အေရီယာဝင်လုံးတာတွေရှိခဲ့တယ်။ရှေ့မှလည်းရှိခဲ့တယ်လက်ရှိအဲ့ဒီအခြေအနေကကျွန်တော်ပလဲကန်တော့နေမြေစကန်အေရီယာမှာသူတို့ဆက်လုပ်တယ်ပေါ့သူတို့ဒီကနေ့မနေ့အဲ့ဒီလိုဘဖိုးတွေဒီဒိုးစားတွေသူတို့ဝင်ရောက်ဖို့စူးစမ်းတယ်ပေါ့နောက်ဆုံးမရလိုက်ဘူး။တက်စီတက်မတော်ကကျွန်တော်တို့ဝိုင်တွဲနေတဲ့တောင်လျှောက်ကျဲနေရလို့ကျွန်တော်သိရတယ်။ဒီတိုင်ဘက်မှာအကြမ်းဖက်သမားတွေများစွာသိတယ် သေးတယ်ဝမ်းသာအဲ့မှာကျွန်တော်တို့ဒီအကြပ်အုပ်စုတွေကလည်းတို့ drone air ထပ်ဖြည့်ထားတယ်ဆိုပြီးတော့တို့ဘက်ကနေကြွေးလှုပ်ဆောင်နေတွေ့ရတယ်တို့ရဲ့ post ဒီမှာပေါ့တို့ဒီကန်းတော်ရောက်ပြီးတော့ drone air တို့ထပ်ဖြည့်လာ drone နဲ့တို့ကျဲမယ်ပေါ့ဗျာလက်လုံးနေတာတို့ကြွေးကြော်နေတယ်လက်ရှိတက်မတော်ကတော့ဒီ wide web တွေတောက်လျှောက်ရှေ့နေတယ်အဲ့တော့ကန်တောင်ရဲ့ကန်တောင်နေပြည်စကန်ရဲ့တံမိုးကတော်တော်ကြီးကြီးတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာရှိတဲ့တံမိုးသားတွေမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေရဲ့လိုင်ဝေးနှလုံးရေးကကျွန်တော်တို့တကယ်ကိုအတိမတ်ပြုတ်ပါတယ်။အတိမတ်ပြုတ်ပါတယ်။ပြီးတော့ကျွန်တော်ဇီးပြုတ်ကုန်ပြည်သူစစ တကယ်ကိုကျွန်တော်အတိမတ်ပြုပါတယ်ပြီးရင်ကျွန်တော်အင်မတိပြည်သူစစ်အတိမတ်ပြုပါတယ်ပလဲပလဲမြို့နယ်ကြီးမှာခင်ဗျပလဲမြို့ရအခြေခင်ဗျမြေပုံလိုက်အခြေပလဲမြို့နယ်ထဲမှာကျွန်တော်တို့လုံယုံကြီးစကန်းရှိတဲ့နေရာတွေကခုနကန်းတောက်တနေရာရဲ့ဇီးဖြူကုန်းရဲ့အင်မတိရဲ့ဒီ၃ရွာပဲရှိတယ်ပြီးရင်ကျွန်တော်ပလဲမြို့ပေါ့လေးနေရာပဲရှိတယ်မြို့ပေါ်ပါမှာလေးနေရာပဲရှိတယ်ကျန်တဲ့နေရာတွေအားလုံးအကြပ်ဖတ်သမားတွေထိချုပ်လာတာထိချုပ်လာတာအဲ့တော့ကန်းတောက်ကတကယ်ကိုစီရေးရမှာပြောကြတယ်ကန်းတောက်ပွင့်သွားပြီဆိုတော့ခင်ဗျား အကြံပတ်တွေကကျွန်တော်ထောက်ဖို့လမ်းကြောင်းကအလွယ်တကူပဲဖြစ်ရှင်တယ်လို့ဖြစ်ဖြစ်သွားပြီလက်ရှိတော့ကျွန်တော်တို့ဒီတပ်မတော်မြန်မာနိုင်ငံတပ်ဖွဲ့ပြည်သူ့တပ်ဖွဲ့ဝင်တွေကလက်ရုံးတွေနှလုံးရတကယ်ကိုအမှတ်ခံပါပဲအမှတ်ခံပါပဲဒါကြောင့်ကျွန်တော်တို့ဒီပလဲကန်းတောက်နေပြည်တော်တိုက်ပွဲပြီးရင်ကျွန်တော်တို့ဇီးပြူကုန်းတိုက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့အကြီးအကဲတွေကလည်းတောက်လျှောက်ကိုကျွန်တော်မျက်ချင်မပြတ်စောင့်ကြည့်တယ်ဒါကြောင့်လည်းကျွန်တော်လိုအပ်တဲ့ပြည်ကူစစ်ကူတွေတောက်လျှောက်ပေးနေတယ်အဲ့တော့ကန်းတောက်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ရန်သူတွေပဲချင်းစုံမလဲ ဘာလို့ဆက်ဖြစ်မလဲကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်။နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးကြပါလဲ။ဒါကတော့ရခိုင်ပြည်နယ်ခြေနေတင်ပြပါမယ်။ရခိုင်ပြည်နယ်ရခိုင်ပြည်နယ်မှာရှိတဲ့ဒီမြို့နယ်အများစုမှာလက်ရှိကျွန်တော်တို့ရေကြီးမှုတွေဖြစ်လာတယ်။ရေကြီးမှုတွေဖြစ်လာတဲ့ဒီကနေ့မှာပဲကျွန်တော်တို့ဒီရခိုင်မီဒီယာတွေကလည်းတော်တော်လေးပေါ်ပေါ်တော်တော်လေးရေးလာတွေ့ရတယ်။အဲ့ဒါကပုံနာကျွမြို့နယ်မှာဒေသခံပေါင်းများစွာရေပေးတဲ့နေရေပေးတဲ့တော့ကျွန်တော်အကူအညီလေးဘဲမှမရအောင် 白马庙，估计候白马庙修庙也来不修，都把三五都来不修。比如讲，加马一升，我家里离还远。四然后、like、嗯嗯一呀 RE，老表，人哋一一看你那眼三细古然咯。阿妈是比如说来银行看的呀，来银行看的，那些都买二倍，那是便宜的，买一看比你马个二倍，比如叫做十倍，比如一倍，比如叫做江马一倍。白马龙、阿龙家一看比你马龙细，看比阿龙小几大，都靠阿龙一看比你马龙细，都靠阿龙一看比你马龙细。 ဒီຢာတွေအားလုံးကကျွန်တော်တို့ဒါထုံးမြင့်နိုင်ဖန်တီးလိုက်တာပဲဒီကိစ္စလည်းထုံးမြင့်နိုင်ကသူ့ရဲ့မျိုးဆက်လိုက်ဖြည့်ရှင်းပကိစ္စဖြစ်သွားပြီပြီးခဲ့တဲ့မိုခာမုံတိုင်းကာလာမှာတက်မတော်မြန်မာနိုင်ငံရဲ့ဘွဲ့နိုင်ငံဝန်ထမ်းတွေပြည်သူတွေအားလုံးစုပေါင်းပြီးတော့စထိုင်းပြည်နယ်မှာကျွန်တော်တို့မိုခာမုံတိုင်းသစ်ဒေသတွေပြန်လည်ထူထောင်ရေးအတွက်အားလုံးကျွန်တော်တက်မတော်ရဲ့ဦးဆောင်မှုနဲ့အားလုံးတက်ညီလက်ညီလုပ်ခဲ့တယ်အဲ့ဒီအရာတွေအားလုံးကိုရိုက်ချိုးလိုက်တာကထုံးမြင့်နိုင်ပါလက်ရှိတော့ခင်ဗျာစခိုင်းပြည်နယ်ကြီးမှာအကုန်လုံးအမောင်းကြတယ် ော်တော်ကြီးအမောင်ကြတယ်။ဘာကြီးဆက်ဖြစ်မလဲပေါ့ဗျာ။ဆက်ကြည့်ရမှာပေါ့။လက်ရှိတော့ကျွန်တော်တို့ရေကြီးကြီးရံမှုတော့ချက်ဖြစ်လာပြီ။ရေကြီးကြီးရံမှုတွေဖြစ်လာပြီးဆိုကျွန်တော်ဝမ်းပြောင်းဝမ်းရှုံမှုတွေဖြစ်လာမယ်။ကျမ်းမာကြီးကြက်တွေဖြစ်လာမယ်။ကျမ်းမာကြီးကြက်ဖြစ်လာရင်ခင်ဗျာစားတော်ကြီးတွေကြက်တွေဖြစ်လာပြီ။ကြက်တွေအများကြီးခင်ဗျာဒီလိုဆောက်ဝိုင်းလိုလဲကြ။ရခိုင်လူလူတွေဒါကျွန်တော်ကြောကော့ပြီးခံရမယ်နေတာဖြစ်သွားပြီ။ပညာတတ်ရခိုင်ရခိုင်တိုင်းသားတွေပြီးရင်ကျွန်တော်တို့ပတ်စံရှိတဲ့ရခိုင်တိုင်းသားတွေပေါ့။ပြီးရင်ကျွန်တော်လူလက်တန်းသားတွေပေါ့ရခိုင်ပြည်နယ်မှာရှိတဲ့ကျွန်တော်တို့လူလက်တန်းသားတွေဒီပတ်စံရှိတဲ့အတိုင်းဝိုင်းတွေ ြီးတော့ကျွန်တော်တို့ဒီရန်ကုန်မှာရန်ကုန်မှာဒီသားသမီးရှိတဲ့ကျောတောင်းတော့ကရှိတဲ့မိသားစုတွေအားလုံးကတော့ရန်ကုန်မန္တလေးကိုရွှေ့ပြောင်းလာတယ်။ကြံခဲ့တဲ့ပြည်သူတွေကတော့ဗျာကျွန်တော်တို့ဒါအောက်ခြေဘဝတွေပေါ့အောက်ခြေဘဝကြံခဲ့တာသူတို့ကတော့ဒီလိမ့်မြောင်ခံရမယ့်နေရာဖြစ်သွားပြီ။ဒီအဲ့ဒီလိုအဆောင်အဝါကြီးဖြစ်လာဖို့အတွက်ရေးဆွဲခဲ့တာထွန်းမြင့်နိုင်ပါပဲ။ထွန်းမြင့်နိုင်ပါပဲ။အဲ့တော့နောက်တဲ့အခြေအနေတစ်ခုပေါ့နောက်တဲ့အခြေအနေတစ်ခုကကျွန်တော်တို့ဒါနောင်ချိုဘက်ကိုပြောတင်ပြပါမယ်။နောင်ချိုနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါဟို ောင်ချိုမှာနောင်ချိုမှာနောင်ချိုနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီစစ်မြေမှာရှိနေတဲ့ကိုခိုင်စောပေါ့ဗျာကိုခိုင်စောကတော့ဒီနောင်ချိုမြို့ရဲ့ငားမိုင်ခန့်အကွာကိုတက်မလို့စစ်ကြောင်းတွေရောက်နေပြီလို့သူကတော့ဒါရေးသားထားတာတွေ့ရပါတယ်။လက်ရှိဒီတက်မလို့စစ်ကြောင်းတွေကကံကြီးနောင်ချိုကိုကျော်လွန်ပြီးတော့ရွှေသွန်ညံတော်တရကုန်းတို့ကိုဆက်လက်တိုက်ပိုက်ထားပါတယ်။အဲ့တော့ဆိုလိုတာကဒီတက်မလို့ကနောင်ချိုမြို့နဲ့ဆိုရင်တက်မလို့ရောက်တဲ့နေရာကငားမိုင်လောက်ပဲလို့တော့တယ်။ငားမိုင်ဆိုဘယ်လောက်သွားမှာလဲဗျာခင်ဗျကားနဲ့ခင်ဗျဘယ်နှမိနစ်လဲ1 minute 1 mile 1 minute 1 mile နဲ့မသွားပါနဲ့။အဲဒီဒီဟိုပါပေါ့တမင်းနှစ်ကို ်တမိုင်ကို1မိနစ်သွားလိုက်ကီလို90နဲ့ပဲမောင်းတနာယူဟောဟောတမိနစ်ကိုတမိနစ်ကိုကျွန်တော်တို့မိုင်90နဲ့မောင်းလိုက်ကီလို90နဲ့မောင်းလိုက်ပေါ့ကီလို90နဲ့မောင်းလိုက်ဒါက7မိနစ်လောက်ရောက်သွားပြီ7မိနစ်လောက်ရောက်သွားတဲ့နေရာဖြစ်သွားပြီပြီးသွားပြီကျိုးစုပိုင်းကျိုးစုပိုင်းရောက်တော့မယ်တက်မလို့စစ်ကြောင်းတွေကလည်းကျွန်တော်တို့ဒီတောင်ခမ်းကားတွေ23မိုင်အေရီယာတို့တောက်လျှောက်ရှင်းနေတယ်ပဲလက်ရှိမှာကျွန်တော်တို့နောက်ချုံမြို့က9မိုင်ခန့်ကိုရောက်သွားပြီ ဲ့တော့နောက်ကျမှရှိတဲ့ပြည်သူတွေအခုလည်းတပြေပန်းနေရှာတာကြတပြေပန်းနေရှာတာကြတပ်မလို့ဆစ်ချောင်းနေဝင်လာတပြေပန်းနေလည်းကျိုးစိုးတပ်မလို့ဆစ်ချောင်းနေနောက်ချိုမျိုးကိုရောက်လာပြီးကျွန်တော်တို့ကလည်းနောက်ချိုလာခဲ့မယ်နောက်ချိုဒေသကိုလာခဲ့မယ်လာခဲ့မယ်အဲ့တော့နောက်ချိုကတော့ဗျာခင်ဗျာ TNL ရဲ့ဒါလက်ညောင်းခမ်းတဲ့နေရာပဲပလောင်ကိုပလောင်တုံးပေါ့ပလောင်တုံးတဲ့ပလောင်တုံးတဲ့ဒီနောက်ချိုဖြစ်တာပေါ့တော်တော်တုံးပါလေပလောင်နေတုံးတာမဟုတ်ပါဘူး ။တနုလည်းတုံးပါတယ်။တနုအကြံဖက်တွေတုံးတယ်။မန္တလေးပြည်ကအကြံဖက်တွေတုံးတယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ဒီဒီပတိန်ကြီးနဲ့ကျွန်တော်မရီယာအချင်းနေမှာဆိုရင်တော့ဒီလမ်းကြောင်းပွင့်ဖို့တော့တပ်ပွိုင်မယ်လို့တော့တယ်။လက်ရှိတပ်လို့ကနေမြေရှင်းမှုတွေတောက်လျှောက်လုပ်နေတယ်။ဒီပတိန်ကြီးနဲ့မရီယာကြားထဲမှာပြောအနီးအနီးလေးနားမှာပေါ့။ဒီမရီယာအေရီယာအနီးနားမှာအကြံဖက်သမိုင်းစုံမှုကုန်းတကုံးရှိတယ်။အဲ့ဒီနေရာကိုတက်မလို့ကဒီရှင်းလင်းမှုတွေလုပ်နေတယ်။အဲ့ဒီအေရီယာပွင့်သွားပြီဆိုတော့ခင်ဗျားအများပြည်သူကဒီမန္တလေးနဲ့ကျွန်တော်တို့ပတိန်ကြီးကိုကျွန်တော်အခက်ကြမ်းပြီးသွားလာလို့ရသွားမယ်နေတာဖြစ်သွားပြီ။လက်ရှိတပ်လို့ကတောက်လျှောက်နေမြေရှင်းနေတယ်။အားလုံးကောင်းပါတယ်အဲ့ဒီရှင်းနေ။ ြီးကျွန်တော်တို့ဒီအရာဝတိုင်းနဲ့ရခိုင်မြည်နယ်တောင်ပိုင်းအဆက်မှာလည်းတော်တော်လေးဒီတိုက်ပွဲတွေတောက်လျှောက်ရှိနေတယ်ပေါ့ဗျာတော်တော်လေးတောက်လျှောက်ရှိနေပါတယ်အဲ့တော့ဟိုးအကြမ်းဖက်သမားတွေအော်နေတယ်လို့မဟုတ်ပါဘူးအော်နေတယ်လို့မဟုတ်ပါဘူးကြောက်ပြူလဲကျွန်တော်တို့လက်ရှိတက်ဖို့ကောင်းပါတယ်ကျွန်တော်တို့တရားတော်ကြောက်ပြူလဲကျွန်တော်တို့ဒါအားရကျင့်တယ်ဖို့ကောင်းပါတယ်ခုလိုတတင်းတွေကိုပြောပြသွားတယ်ကိုကျော်စုံးကိုလည်းကျေးဇူးတင်ပါတယ်